ကိုယ်ပိုင်စုံလေးတွေကို AI နဲ့ဝတ်ဖို့အတွက်ဒီ ChatGPT ဆိုတဲ့ application လေးလိုတယ်နော်အဲ့ဒါလေးကိုနှိပ်လိုက်တယ်နှိပ်ပြီးတဲ့အခါကျလို့ရှိလို့ရှိရင်ဒီမှာ plus ပုံလေးပါတယ်အဲ့ဒီကိုသွားပြီးတော့ဓာတ်ပုံများအောင်နှိပ်လိုက်မှာပေါ့နော်နှိပ်ပြီးရင်ဒီမှာအခုဒီတစ်ချက်အင်းကြီးလေးကိုတစ်ချက်ထည့်လိုက်မယ်ထည့်ပြီးတဲ့အခါကျလို့ရှိလို့ရှိရင်မြန်မာလိုပဲရက်လိုက်ရတယ်ဘလူးပုံကိုပြပါပေါ့နော်အဲ့လိုမျိုး သူကအမှခဏဆောက်ရတယ်ခဏဆောက်မယ်နော်ခဏဆောက်ရတယ်နော်သူကအဲ့လိုမျိုးဖန်တီးတဲ့သူတွေများနေတဲ့အတွက်ကြောင့်မို့လို့ဆိုပြီးတော့ဒါ free နော်ပတ်စံပေးပြီးတော့ဝယ်စရာမလိုဘူး free ဒီ chat gpt ဆိုတဲ့ application လေးကိုဖုန်းထဲမှာ down ထားလိုက်ရင်ရပြီ android ဖုန်းတွေလည်းရတယ် ios ဒီ iphone တွေလည်းရတယ်ပေါ့နော် android ဆိုတာကြတော့ samsung တို့ xiaomi တို့ဘာတို့ပေါ့အဲ့လိုမျိုးဖုန်းတွေလည်းရတယ် ChatGPT ဆိုတဲ့ application လေးကိုဒေါင်းထားလိုက်ရပြီ။ပတ်စံပေးပြီးဝယ်ရတဲ့ဟာမဟုတ်ဘူးသူက free ရတဲ့ဟာနော်။ဒီဟာကိုစောင့်နေရင်လည်းအဲ့လိုဖွင့်လာစရာမလိုပဲနဲ့ကိုယ့်ဘာကိုတခြား Facebook တို့ Viber တို့ TikTok တို့တခြားအားတွေသုံးနေလည်းရတယ်။ပြီးတဲ့ခါကျလို့ရှင်သူကအပေါ်မှာ notification လေးလာပြတယ်။စောင့်တော့ဆောင်ရတယ်နော်။ပြရပြီနော်ဒီမှာလူပုံဖန်တီးပြပါပြီတဲ့ဆိုဒီမှာဒီပုံလေးပေါ့။နော်ဒါလေးရဲ့တစ်ချေတော့လောက်ထားတဲ့ အဲဟိုဟာလေး botanical printing ပုံလေးကြောင်ရှာပွင့်နဲ့လုတ်ခဲတဲ့ပုံလေးပေါ့နော်အဲဒီဥစားလေးရပြီဆိုတော့ဒီမှာတင်ဆက်ပါလေးကိုတင်လိုက်ပြီဆိုလို့ရှိရင်ကို gallery မှာသွားပြီးတော့ save ထားလိုက်မယ်နော် save တဲ့အခါကျလို့ရှိရင်ကိုကဘယ်လိုလဲဆိုတော့ဒီပုံနဲ့အတူတူဒီအယုတ်မှာဝတ်ထားတဲ့ပုံရယ်လူမှာဝတ်ထားတဲ့ပုံရယ်နှစ်ပုံတခါလေးရှင်းပြလို့ရသွားတယ်အခု online မှာလည်းလူတိုင်းလုတ်နေပြီဆိုတော့နော်အဲဒါလေးကိုလည်းလုတ်တအောင်လို့ပါပြီးတော့အယုတ်မှာဝတ်ပြရထက်စားလို့ရှိရင်လူမှာဝတ်ပြတဲ့ပုံလေးတင်တော့ပို့ပြီးတော့ဆွဲဆောင်မှုရှိတယ်လူခဏကောမှာဝတ်လိုက်ရင်ဘယ်လိုလေးပုံမလဲဆိုတာကိုသိတာစင်နိုင်တယ်ပေါ့နော် အဲ့လိုမျိုးလေးလုပ်တဲ့ကြဆင်လို့ပြပေးတာပါကျေးဇူးပါရှင်